မိုက်ရှုပ်ရင်ပဝန်းကျင်ရှုပ်တယ်စိတ်ရှုပ်ရင်ကိုယ်ပါရှုပ်တယ်စိတ်ရှင်းနေမှအနေရှင်တယ်အမိုက်ဆိုတာရှင်းပေးရတယ်အမိုက်ပြတဲ့သူကို မကြည့်ရဘူးအမိုက်ရှင်းတဲ့ကိုယ်စိတ်ထားကအဓိကပဲအမိုက်ပြတဲ့သူကိုလိုက်ကြည့်နေရင် ကိုယ်လည်းပင်ပန်းစိတ်လည်းနှွမ်းစေတတ်တယ်အမိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှင်းရင်အမိုက်ပြတဲ့သူဘယ်သူဆိုတာမလိုပါဘူးဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စေတာက ကိလေသာအမိုက်တွေကြောင့်ပဲလောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်စိတ်ရှုပ်စေတဲ့အမိုက်တွေကို ကိုယ်တန်တန်မှာကြာကြာမထားရဘူးစိတ်ကိုရှုပ်စေတဲ့ကိလေသာအမိုက်တွေကိုအတိတတိနဲ့ရှင်းပြရတယ်စိတ်အညစ်အကြေးကို စိတ်နဲ့ဆေးပြရတယ်တတိရှိနေတဲ့စိတ်ဟာအမိုက်မရှိဘဲတန်ရှင်းနေတဲ့စိတ်ပါပဲ။ ဒါကြောင့်အမိုက်ဆိုတာပဝန်းကျင်တဲ့စိတ်ကို ရှုပ်စေတတ်တဲ့အတွက်ရုပ်အမိုက်ကိုကာယအားနဲ့ရှင်းပါစိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါအတိလဲရှိတတိလဲရှိရင်အမိုက်ဆိုတာရှင်းနေမှာပဲပေါ့ဒီစာစုလေးကဝိညာဉ်ကိုယ်ကိုဆုံးမခြင်းအပိုင်း15မှာရေးထားပေးတာပါပဲသိကောင်းတဲ့ဟာလေးတွေမြတ်စွာဘုရားကတော့ဇလေနဘဝတိ ပင်ကံစလေနေဝဝိတုစတိစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိတုစတိလို့မိန်တော်မူတယ်။ရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့စီးမှပြောင်းတယ်လို့တဲ့။စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့စီးမှပဲပြောင်းတယ်။ရှင်ဆိုတာရေကြောင့်ဖြစ်တာကျွေးချီရွက်နွားချီရွက်ထဲကိုရေလေးတွေဝိတ်ကြကြဝိတ်သွားတဲ့အခါ အနေထိုင်လာပြီးရှင့်ဖြစ်သွားတာရေကြောင်းဖြစ်တဲ့ရှင့်ပင်းရင်တခြားဟာနဲ့ဆေးလို့မရဘူးရေနဲ့ဆေးမှပဲပြောင်းတယ်ဇလေနာရေကြောင်းဘဝတိဖြစ်ပေါ်လေရှိတဲ့ပင်ကံရှင့်ညွန်ဇလေနေဝဝိတုဇတိရေနဲ့ပဲပြန်ဆေးရသလိုတဲ့စိတ်တေနဘဝတိပါပံစိတ်တေနစိတ်တေနစိတ်ကြောင့်ဘဝတိဖြစ်ပေါ်လေရှိတဲ့ပါပံ အာဟုတုအငြိကြီးဆိုတာစိတ်တည်နေဝစိတ်ဖြင့်သာလဲဝိတုစတိစိတ်ကြောရတယ်။ရေကြောင့်ဖြစ်တဲ့ရှင်ပင်ရင်းနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အငြိကြီးတွေပေါ်ရင်လည်းပဲစိတ်နဲ့ဆေးမှပဲပြောင်းတယ်။တတဝါတွေစိတ်ညစ်တယ်ဆိုတာအဲ့ဒီကိလေသာအငြိကြီးတွေကြောင့်ညစ်တာပဲ။သူများကညစ်အောင်လုပ်ထားမဟုတ်ဘူး။ဘသူကဘလို့ကငါ့ကိုစိတ်ညစ်အောင်လုပ်ထားမဟုတ်ဘူး။ဘယ်အာယုန်ကြီးကငါ့ကိုစိတ်ညစ်အောင်လုပ်ထားမဟုတ် ိတ်ကိုညစ်စေတာကကိလေသာတွေကညစ်တာကိလေသာရဲ့အဖွင့်ကိုကစိတ်ကိုညစ်နွမ်းအောင်လုပ်စေတဲ့တရားစိတ်ကိုပူလောင်အောင်လုပ်စေတဲ့တရားကိုကိလေသာလို့ခေါ်တာလောဘဆိုတဲ့ကိလေသာက လူကိုညစ်အောင်လုပ်တယ်ဒေါသဆိုတဲ့ကိလေသာကလူစိတ်ကိုညစ်သွအောင်လုပ်တယ်မောဟမာနစတဲ့ကိလေသာတွေကစိတ်ကိုညစ်နွမ်းအောင်လုပ်တယ်စိတ်ညစ်တယ်ဆိုတခြားသူကြောင့်ညစ်တာမို့ကိုလောဘကကိုကိုညစ်စေတာ ကိုထောသားကကိုကိုညစ်စေတာကိုမာနာကကိုကိုညစ်စေတာဘုရင်စာလေးထဲမှာကြပြဆန်းဆန်းလေးဘုရင်ကာယံလေးနဲ့ရေးတယ်အဲ့ဒါလေးသိကောင်းနော်လောဘကျူးလို့စိတ်တွေယူတယ်လောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေ ပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်ကိလေသာတွေကိုကိလေသာလောဘဒေါသမောဟမာနစတွေစိတ်ကိုပုံဖော်ပေးလိုက်တာ လောဘကျူးလို့စိတ်တွေယူတယ်တဲ့လောဘကြီးတဲ့လူကယူသွားတတ်တယ်လောဘအားကြီးရင်နိလောဘလူကိုယူစီဟိုးလောဘအလျောက်လောဘကြီးလို့လိုက်ရင်လိုက်ရင်နဲ့လောဘအလျောက်မဖြစ်တဲ့အခါကိုရှာဝေစားတဲ့စီစဉ်ဥစ္စာတွေပြင်းပြင်းပြတ်သွားကြည်ပါလားတတိမရှိရင်ယူတယ်တရားမရှိရင်ယူတယ်ညောလောဘကြီးတဲ့လူကယူတတ်တယ်ဒေါသများလို့စိတ်တွေခါတယ်တဲ့ဟိုးဒေါသကစိတ်ကိုခါစေတယ် ခါတာကချိုတာမှမဟုတ်တာခါတာမကောင်းတာပဲစိတ်ခါခါလေးတစ်ခွက်လောက်တောက်ကြည့်လိုက်ပါစိတ်ခါတယ်ဆိုတော့ဒေါသစိတ်ပဲခါတဲ့စိတ်ဟာဒေါသစိတ်ပဲဒေါသများရင်စိတ်တွေခါသွားတာလေခါတယ်ဆိုတော့မကောင်းတဲ့စိတ်တွေဝင်လာဒေါသကြောင့်စိတ်ကဟိုဖြူစင်တဲ့စိတ်မဖြစ်တော့ဘဲနဲ့ညစ်ကြေးတဲ့စိတ်တွေဖြစ်ပြီးတော့ဒေါသအလျောက်ပြောမိတာဒေါသအလျောက်ဆိုမိတာဒေါသအလျောက်လုံမိတာအဲ့ဒီဒေါသစိတ်ကိုခါသွားတာပဲဆိုတော့ ဒေါသများလို့စိတ်တွေခါတယ်။မောဟရှုပ်လို့စိတ်တွေပုတ်တယ်တဲ့။မောဟရှုပ်လို့စိတ်တွေပုတ်တယ်ဆိုတဲ့စကားလုံးလေးကလည်းတကပြားဆန်းဆန်းလေးပါပဲ။မောဟရှုပ်လို့စိတ်တွေပုတ်တယ်။မောဟဆိုတာမသိရ။အကောင်းမှမသိအဆိုးမှမသိအမှန်မှမသိအမှားမှမသိ။ဘာမှမသိတဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်နေစရာလည်းမသိဘူး။ ဘာဖြစ်နေမှမသိတဲ့အခါစိတ်ကတခါခါပုတ်တာကိုယ်စိတ်ကိုပုတ်တာကောမသိဘူးတချို့စိတ်မစိတ်မဖြောင်းတဲ့လူတွေရှိတယ်စိတ်မမှန်တဲ့လူတွေရှိကိုယ်ဘာစိတ်ဖြစ်နေတယ်ဆိုတော့မသိဘူးမသိတဲ့လူတွေအများကြီးရှိတယ်မသိတော့စိတ်ကပုတ်သွားတာနော်မောဟရှုပ်လို့စိတ်တွေပုတ်တယ်တဲ့မာနခံလို့စိတ်တွေထန်တယ်မာနကစိတ်ကိုထန်စေတယ်တဲ့မာနခံရင်စိတ်ထန်တယ်ခတ်ထန် မာကျောတဲ့စိတ်ကိုမာနလို့ခေါ်တယ်။စာပေမှာတော့ထောင်လွှားတာ။မာနကတထောင်ထောင်ဖြစ်စေ။ဆိုတော့မာနကြောင့်ပဲလူတွေမှာအဲ့ဒီမာနခံနေစိတ်တွေထန်တယ်။စိတ်တွေထန်တော့တောင်းတအောင်သူများကိုလည်းအယုဒ္ဓမပေးတော့ဘူး။ကိုယ်ကိုလည်းနှိတ်ချဖို့စိတ်တွေမရှိတော့မာနကဃာရဝနဲ့ညိဝါတကိုသူကကာပါပြုတ်ပြီးတော့လူတွေမှာမင်္ဂလာတရားတွေကိုညော့နေစေတာ။မာနခံရင်စိတ်တွေထန်တယ်ဆိုတော့ ြည့်လိုက်တော့တတ္တဝါတွေဟာညစ်အောင်လုပ်တဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေတောင်စိတ်ညစ်တာစိတ်ညစ်တယ်ဆိုတော့သူများကြောင့်ညစ်တာမို့စိတ်ရှုပ်တယ်ဆိုတော့သူများကြောင့်ရှုပ်တာမို့ကိုယ့်ရဲ့လောဘကကိုယ့်ကိုရှုပ်စေတာကိုယ့်ရဲ့ဒေါသကိုယ့်ကိုရှုပ်စေတာကိုယ့်ရဲ့မောဟမာနတွေကကိုယ့်ကိုရှုပ်စေတာလောကပဝဲညင်အမှိုက်ရှုပ်ရင်ပဝဲညင်ညစ်ပတ်တယ်လို့စိတ်ရှုပ်ရင်လည်းပဲ ကိုယ့်ရဲ့စိတ်ကညစ်ပတ်တဲ့ကိလေသာအငြိကြီးရှုပ်လို့ရှင်ကိုယ့်ရဲ့စိတ်ကလေးကလည်းပဲ pure mind မဖြစ်တော့ဘူးဖြူစင်တန်ဆင်းတဲ့စိတ်မဖြစ်တော့ဘူးမြတ်စွာဘုရားကတရားဘဝနေနည်းတွေထဲမှာဘုနှဖရားရှင်ကဘဝနေနည်းဖရားရှင်နိုင်ရှင်နိုင်ဘဝနေနည်း၃မျိုးကိုမိန့်တော်မူလေးရှိတယ်ဘဝမှာတတ္တဝါတိုင်းတတ္တဝါတိုင်းနဲ့နေရတဲ့အခါမှာဘဝနေနည်းလေး၃မျိုးလောက်တော့နိုင်တာကျင့်သုံးတဲ့ ဘဝနေနေ၃မျိုးကဘလို့နေသင့်လဲဆိုတော့ဘဝမှာနေရတဲ့အခိုက်အတန့်နံပါတ်၁အပြစ်ကင်းအောင်နေရမယ်နံပါတ်၂အကျိုးရှိအောင်နေရမယ်နံပါတ်၃စိတ်ချမ်းသာအောင်နေရမယ်ဒီနေနေ၃နေ့ဖရားတိုင်းမိန့်တော်မူတာပဲအပြစ်ကင်းအောင်နေရမယ်အကျိုးရှိအောင်နေရမယ်စိတ်ချမ်းသာအောင်နေရအပြစ်ကင်းအောင်နေဖို့ဆိုရင် တတဝါတွေအပြစ်ဖြစ်တာကအာဟုသူတွေဖြစ်တာအာဟုသလန်သာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအာဟုသလန်အာဟုသူဆိုတာသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအပြစ်နဲ့တကွာဖြစ်တယ်မကောင်းတဲ့အကျိုးကိုပေးတယ်အာဟုသူလုတ်တဲ့လူကအပြစ်ရှိတဲ့လူပဲဆိုအပြစ်ကင်းအောင်နေဖို့စဉ်အာဟုသူရှောင်နိုင်အောင်ကြိုးစားရတယ်ကုသိုလ်မရခြင်းနေပါစေအာဟုသူမလုတ်ဖြစ်အောင်အရင်ကြိုးစားတင်နေတယ် ုသိုလ်မရတာက ကောင်းကျိုးမခံစားရတာပဲရှိတယ်။အကုသိုလ်လုဖြစ်သွားပြီဆိုရင်အကုသိုလ်ကကိုယ်ကအရင်ပေးဆပ်ရတယ်။ဒါမှမဟုတ်မှာအပြစ်ကင်းအောင်နေဖို့ဆိုရင်ဘုရားရှင်ကိုရောမြတ်ကြီးကတော့ကိုရောမြတ်ကြီးတိုင်းကမိန့်တော်မူတာကအကုသိုလ်ရှောင်ပါတဲ့။အကုသိုလ်ရှောင်ပြီးနေရတယ်။အကုသိုလ်မဖြစ်အောင်နေရတယ်။အဲဒါဆိုရင်အပြစ်ကင်းတဲ့ဘဝနေနေပဲ။ဒုတိယဘဝနေနေအကျိုးရှိအောင်နေအကျိုးရှိအောင်နေဆိုတာ ကျန်တဲ့နေနည်းကိုဘုရားမိန့်တော်မှာမို့အကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရမှာအကျိုးရှိတာတဲ့ကုသိုလ်ရအောင်နေခိုင်းတာကုသိုလ်ရရင်နေကုသိုလ်ရနေတဲ့ဘဝအကျိုးရှိတဲ့ဘဝပဲတခါကတနေ့ကုန်ဘုန်းကြီးတို့သူတော်ကောင်းများဘုဒ္ဓဇင်တွေမှာတတ္တဝါပရိသတ်တွေမှာတော်တော်များများက24 hours 24နာရီရှိအင်းနဲ့လေးနိုင်ကုံသာကုံသွားတယ်ကုသိုလ်ရတဲ့အချိန်မရှိလိုက်တဲ့လူတွေအများကြီးပဲလောကမှာကုသိုလ်ရေးအတွက်လုတ် ခွင့်ရတဲ့အချိန်နေတဲ့လူများတခါခါကျအလုပ်တွေပင်ပန်းလို့ဆိုရင်အဲ့ရတဲ့ဝင်ဥသုံးချင်ချဖို့တော့အချိန်မရတဲ့လူတွေရှိဖျားရှိခိုးဖို့တော့အချိန်မရတဲ့လူတွေရှိတော့24နာရီဘာတွေလုပ်နေလို့အချိန်နေမရတာတော့ဆိုကုသိုလ်အချိန်လေးတော့ပေးရမယ်ကုသိုလ်ရအောင်နေမှအကျိုးရှိတာဆိုတော့ကုသိုလ်အချိန်ပေးဖို့ဆိုတော့အထွေထူးချိန်တည်တံပေးစရာမလိုကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထားလေးသာပြင်နေရာတိုင်းမှာကုသိုလ်ရှိတယ်ချိန်တိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိစိတ်ထားလေးပြင် ကုသိုလ်ရအောင်တွေးတတ်တဲ့စိတ်ကလေးတွေးကုသိုလ်ရအောင် မြင်တတ်တဲ့အမြင်လေးမြင် ကုသိုလ်ရအောင်လှုပ်တတ်တဲ့အလုပ်လေးနဲ့လှုပ်အဲ့ဒါဆိုရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်အလုပ်လုပ်နေတဲ့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုယ်ကစိတ်ထားမတက်လို့ဒါလည်းကုသိုလ်လှုပ်ရင်းနဲ့အကုသိုလ်ဖြစ်နေတဲ့လူတွေအများကြီးကျကုသိုလ်အလုပ်လေးဆိုရင်ကိုရီးယားမနဲ့အဲ့ရနိုးတာနဲ့အဲ့ရတဲ့မျက်စိအတိလေးဝင်သွားပြီမျက်စိဖွင့်အတိလေးဝင်သွားတယ်ဆိုတာနဲ့အကုသိုလ်အတွေးလက်မခံနဲ့ကုသိုလ်ရအောင်လေးတွေး ေရတယ်မထားကျင်သေးရင်လည်းပဲအိုးနမောတတဗကဝတော်အရတော်တမ္မာတမ္ပုထတာဖရာကိုစိတ်ထဲအာယုံပြီးရှ िख ိုးနေအဲ့စိတ်ထဲမှာကုသိုလ်လေးစိတ်တည်ဖြစ်။အော်ဘဝအစကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တာ။ကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တယ်။မျက်နှာလေးသေဖရာတော်တော်လေးကလူတွေကဒါနကိုပစံသိမ့်နဲ့တောင်းနဲ့ချီပြီးလူမဒါနလုပ်တယ်ထင်တာ။အမှန်တော့မဟုတ်ဘူး။ကို့အိမ်မှာဖရာကြောင်းဆောင်မှာဟိုပဲတော်တော်လေး ဟိုရေကွက်လေးတွေစေးနေတာကုသိုလ်ရတောက်တော်ရေးလေးတွေကတ်နေရင်ဟိုပဲဒါနကမြောက်နေပြီသားအရင်ဖះเจ้าဆောင်မှာဟိုပဲဒါနရေလုတ်เสียရတယ်အများကြီးပန်းလဲရင်လည်းပဲဒါနဖြစ်နေတာပဲနော်ဆုံးကတ်နေရင်လည်းဒါနဖြစ်နေတာပဲတောက်တော်ရေးလေးတွေကတ်နေတာဘာမှဟိုငွေကုန်ကြီးကြမများပဲနဲ့ကိုလဲတောက်နေဖះကိုအူဖះဖះတတ်တတ်ရရဖန်ခွက်လေးတွေအောက်ကပကံများလေးခံပြီးတော့ရေကိုအပြည့်မထည့်ပဲနဲ့လက်တလုံးလောက်ခြံပြီးတော့ထည့်ပြီးတော့တောက်တော်ရေးကတ်နေရင်ဟိုပဲဖះတောက်တော်ရေးကတ်ရင်းနဲ့ကုသိုလ်ဖြစ်နေတာ ။ဟောမနေ့ပိုင်းဘလောက်ပဲအလုရွှွရွှအလုမသွားခင်အဲ့ဒါနမောတ္တသလေးရွ့ပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရင်တရဏံကိစ္ဆိုင်ဓမ္မံတရဏံကိစ္ဆိုင်တန်ခါတရဏံကိစ္ဆာတေမဘုန်းကြီးပြင်တာစိတ်မချရတော့မတည်ခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင် ကုသိုလ်ကဖြစ်နေလားဘုရားလည်းရှိခိုးပြီးတဲ့နမောတ္တသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတဲ့ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်တချင်းလေးနားထောင်မဲ့အစားအော် ဧရဧဒေတာဧဝင်းချင်းမှာရှိတဲ့ကိုလုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုနေရာပဲဖြစ်ဖြစ်အလုပ်သွားမစဉ်စစ်တရအာယုံပြီးပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဧရဧဒေတာဧဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တတ္တဝါအလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုစည်ရင်ချင်းစေစည်ရင်ချင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ် ရမလို့ဩဒါလေးတွေကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိရှိအကျိုးရှိနေဖို့စင်ကို့မာတာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလဲ့လို့ရှိရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအေယာဝင်ကနေလည်းဘလောက်ပဲပင်မပင်မဘုရားဥတုံးကျင်လောက်တော့နမောတတ္တလေးရှ िख ိုးဥတုံးကျင်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအေယာဝင်ကနေကုသိုလ်နဲ့ဝင်တာပဲ မနေ့အိယာထညာအိယာဝင် ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနည်းပဲဆိုတော့လောကလူသားတွေအတွက်ဘုရားရှင်ကိုယ်တော်မြတ်မမိန်တော်မူတဲ့ဘဝနေနည်းအပြစ်ကင်းအောင်နေနံပါတ်၁ကအပြစ်ကင်းအောင်နေဖို့ဆိုရင်အာဟုသူရှောင်းပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါတတိယဘဝနေနည်းအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါ ီမှာစိတ်ညစ်တရားလေးနဲ့ပတ်သက်ပြီးတော့ဒါလေးဘုန်းကြီးသတိရလို့ပြောတာစိတ်ချမ်းသာအောင်နေပါတဲ့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ခုနပြောတဲ့စိတ်ကိုမချမ်းသာအောင်လုပ်တာဘာလို့ရလုပ်တာတော့ဘသူကငါကိုယ်စိတ်ကိုမချမ်းသာအောင်လုပ်နေတာလဲသုတမြတ်ကမလုပ်ဘူးဘသူမှတော့မလုပ်ဘူးကိုယ့်ဘာသာကိုလုပ်နေကိုယ်စိတ်ကိုချမ်းသာအောင် နေဖို့ဆိုရင် ကိုယ့်ဘာသာကိုပဲပြင်ရတာ ကိုစိတ်ကိုစိတ်ညစ်အောင်လှုပ်ထားလဲတခြားသူကလှုပ်ထားမို့အိုးမင်းတို့ကြောင့်ငါစိတ်ညစ်တယ်သူများကိုလျှောက်ပြောအမှန်ကတော့သူတို့ကြောင့်မို့ကိုကစိတ်ညစ်အောင်ကိုဘသားကိုယူလို့ဖြစ်တာစိတ်ညစ်စရာကိုကလက်ခံလို့စိတ်ညစ်တဲ့အရာတွေကကိုရှိရောက်လာတာကိုကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုကိုရှိမရဘူးကြားစရာအကြအာယုန်တွေကိုလိုက်ခံစားလို့ ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးနေလိုက်ခံစားလို့အဲ့ဒါတွေဆင်းညစ်သွားတာငါ့လိုဒီလိုဆက်ဆံနေငါ့ကိုဒီလိုဆက်ဆံနေဆိုပြီးတော့သူတို့ဆက်ဆံတဲ့အမူအရာတွေကိုကလက်ခံလိုက်လို့ကိုမှဆင်းညစ်သွားတာသူများကညစ်အောင်လုပ်ထားမှုကိုစိတ်ကကိုကိုပြန်ညစ်တာကိုစိတ်ကကိုကိုပြန်ညစ်အောင်ဆိုတာကိုလောဘကကိုကိုပြန်ညစ်တာကိုဒေါသတွေကကိုကိုပြန်ညစ်တာကိုမောဟမာနတွေကအကုသိုလ်ကိလေသာကိုကိုပြန်ညစ်တာပြောစိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဖို့ပဲ။ ကိလေသာတွေလက်မခံဖို့ဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲအမိုက်ဆိုတာလောကမှာပြစ်မှာပဲဟိုလူကလည်းကိုအမိုက်လာပြစ်ဒီလူကလည်းကိုအမိုက်လာပြစ်အမိုက်ဆိုတာပြစ်မှာပဲအဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာအမိုက်ကလေးတွေ့ရင်ကြော်မသွားနဲ့အမိုက်ကလေးတွေ့ရင်ကောက်ပြီးတော့အမိုက်ပုံးနဲ့ထက် အဲ့ဒါပဝန်းကျင်တန်ရှင်းတယ်ကိုစိတ်ဓာတ်လေးကဒါပြင်တတ်မဲ့ဆိုရင်အမိုက်ကောက်ရင်းနဲ့ကုသိုလ်စိတ်တွေဖြစ်နေ။အိုးအမိုက်ကလေးကောက်ပြီးတော့ထဲလိုက်တာကုသိုလ်စိတ်။အဲ့တချို့ကျတော့အမိုက်လဲကောက်သေးတယ်။အာဒီအမိုက်ကိုဘယ်သူတွေပြစ်ထားလဲဘာလို့လိုက်ပြစ်ထားလဲဆိုပြီးတော့အမိုက်ပြစ်တဲ့သူကိုလိုက်ကြည့်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမိုက်ကောက်တဲ့စိတ်ထားလေးကပြက်ပြီးတော့အမိုက်ပြစ်တဲ့လူဘက်ကိုရောက်သွားစိတ်ဒီကောင်ကငါပဲတန်ရှင်းနေလို့နေရငါအမြဲတမ်းလုပ်နေရတဲ့ဒီအမိုက်ကိုဒီလာပြစ်တယ်ဆိုတော့ ကိုကောက်ပြီးပြစ်လိုက်တဲ့ကုသိုလ်စိတ်ကလေးကဟိုဘက်မှာအကုသိုလ်သွားဖြစ်တယ်ကအမိုက်လဲကိုပဲကောက်တော်သေးတယ်ရတာတော့အကုသိုလ်ရ။ဒါအမိုက်ဖြစ်တဲ့သူကို မကြည့်ရဘူး။အမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတာ။ဩတန်ရှင်းသွားပါစေစိတ်ကလေးနဲ့အမိုက်ပုံနဲ့ထက်တန်သွား။အဲ့တော့လူတွေကအမိုက်လဲကောက်တယ်။ပဝင်းညာလူတွေကိုလည်းလိုက်ပြီးတော့ဒီကောင်တွေကအမိုက်တွေရှုပ်တယ်ဆိုပြီးလိုက်ပြီးတော့အပြစ်ယူတယ်ဆိုတော့ကိုလဲပင်ပန်းတယ်အကုသိုလ်လည်းကုသိုလ်လည်းမရဘူး။ ရအမိုက်ပြတဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတယ်အဲ့လိုပဲဆင်းညစ်အောင် လုပ်တဲ့လူကို မကြည့်ရဘူးဆင်းညစ်အောင်လုပ်တဲ့လူကိုမကြည့်ရဘူးကိုစိတ်ထားလေးကအဓိကကိုစိတ်လေးကိုမြင်အောင်ကြည့်လောကမှာရှိတဲ့လူတွေကိုဆင်းညစ်အောင်လုပ်စေရအများကြီးပတ်ဝန်းကျင်နဲ့နေလို့ရှင်စိတ်ကညစ်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှင်စိတ်ကပူပွန်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှင်စိတ်တော့ကဖြစ်ရမှာပဲနော်စိတ်တွေမတန်ရှင်းအောင်ခဏခဏစိတ်ဒုက္ခတွေဖြစ်နေမှာပဲပတ်ဝန်းကျင်နဲ့နေတာဟုတ် တခါကပတ်ဝန်းကျင်နဲ့နေတာမပြောနဲ့ကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုတဲ့လို့လားကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုမတဲ့တာ ड़ी အများကြီးအဲ့တော့တခါကလူတွေရဲ့သဘောကစိတ်တွေကိုညှိအောင် လုပ်တာပတ်ဝန်းကျင်ကညှိအောင်လုပ်တယ်သူများကကိုကိုအဲ့လိုစိတ်ညှိအောင်လုပ်တယ်လို့ထင်တာအမှန်တော့ပတ်ဝန်းကျင်တို့သူများတို့ကကိုစိတ်မချမ်းသာအောင်လုပ်တာမဟုတ်စိတ်ညစ်အောင်လုပ်တာမဟုတ် ကိုယ့်ဟာသာကိုကိုယ်စိတ်နဲ့ကိုညင့်နေတာအများနဲ့တက်ဖို့နေနေတာတစ်ခါကတယောက်ထဲတော်မှာအဆင်မပြေဘူးကိုတယောက်ထဲအဆင်မပြေကိုတယောက်တဲ့ရံဖြစ်ကိုတယောက်တဲ့စိတ်ညင်နေတာအများကြီးရှိအဲ့တော့စိတ်ကိုညင့်အောင်လုပ်တာသူများကညင့်အောင်လုပ်တာမဟုတ်ဘူးကိုယ်စိတ်ကကိုယ်ကိုညင့်အောင်လုပ်နေတာကိုယ်စိတ်မှာညစ်စရာအာရုံတွေကိုလက်ခံထားရင်သူကညစ်သွားတာပဲခုနကဘုရားမြတ်စွာဘုရားမိန့်တော်မူတဲ့အတိုင်းပဲ လောဘတွေကစိတ်ကိုညစ်စေတာဒေါသတွေကစိတ်ကိုညစ်စေတာမောဟမာနတွေကစိတ်ကိုညစ်စေတာလောဘကြီးတဲ့စိတ်ကညင်ွမ်းတဲ့စိတ်ပဲဒေါသကြီးတဲ့စိတ်ဟာညင်ွမ်းတဲ့စိတ်ပဲမောဟမာနကြီးတဲ့စိတ်ဟာညင်ွမ်းတဲ့စိတ်ပဲဆိုတော့အဲ့ဒီစိတ်တွေရှိနေလို့ရှိရင်စိတ်ချမ်းသာအောင်နေလို့မရတော့ဘူးစိတ်ချမ်းသာအောင်နေဖို့ဆိုရင်အဲ့ဒီစိတ်တွေပုရုဇဉ်တဘာဝလောဘဒေါသမောဟဆာတဲ့စိတ်ကိုညစ်ညစ်အောင် လုပ်စေနိုင်တဲ့ကိလေသာတွေတော့ရှိမှာပဲဒါပေမဲ့ အဲ့ဒါတွေအချာကြီးလက်မခံနိုင်အောင်တတိလေးနဲ့ထင်ရလောဘဖြစ်เสียအာယုံ တွေးလို့လောဘဖြစ်သွားတယ်အချာကြီးမထားနဲ့မြ мян ထုတ်ပလိုက်ဒေါသဖြစ်เสียအာယုံတွေးလို့ဒေါသထွက်သွားတယ်အချာကြီးမထွက်နဲ့အဲ့ဒေါသစေကလို့မြ мян သိအောင်လုပ်လိုက်မောဟမာနဖြစ်เสียအာယုံရှိလို့မောဟမာနတွေဖြစ်သွားတယ်အချာကြီးကောင်းထဲမှာထည့်မထားနဲ့မြ мян သိအောင်လုပ်ပြီးတော့မြ мян ထုတ်ပလိုက်ခေါင်းထဲမှာအဲ့ဒါတွေရှိနေတယ်ဆိုတာတကယ်တမ်းကျတော့အဲ့ဒီစိတ်ကိုမသိလို့ရှိနေတာ ောဘတွေအကြာကြီးရှိနေတယ်အဲ့ဒါကိုမသိလို့ရှိနေတာဒေါသတွေအကြာကြီးထွက်နေတယ်အဲ့ဒါကိုမသိလို့ထွက်နေတာမောဟမာနတွေအကြာကြီးဖြစ်နေတယ်အဲ့ဒီဟာတွေဖြစ်နေတာကိုမသိလို့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတတိလေးကတ်ထားတဲ့စိတ်ဟာအပြစ်ကင်းတဲ့စိတ်ပဲငြိမ်းချမ်းတဲ့စိတ်ပဲလို့မိန့်တော်မူတယ် ဆိုတော့လောဘဒေါသမောဟတွေရှိနေတာကိုမသိတဲ့အတွက်စိတ်တွေညစ်ပြီးတော့စိတ်မချမ်းသာဖြစ်နေတဲ့တတ္တဝါတွေဟာတတိလေးကပ်လိုက်တာနဲ့အဲ့ဒီလောဘဒေါသမောဟတွေကကွာသွားတာမရှိတော့လောဘဒေါသမရှိရင်စိတ်ကချမ်းသာသွားတာရောမလို့မြတ်စွာဘုရားပြတော်မူတဲ့ဘဝနေနေသုံးမျိုးမှာအပြစ်ကင်းအောင်နေဖို့ရဲ့အကျိုးရှိအောင်နေဖို့ရဲ့စိတ်ချမ်းသာအောင်နေဖို့ရဲ့အပြစ်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်မဖြစ်အောင်အရင်ကြိုးစားအကျိုးရှိအောင်နေဖို့ဆိုရင်ရသမျှကုသိုလ်လေးစွမ်းနိုင်မြတ်လုပ်ပါ စိတ်ချမ်းသာအောင်နေဖို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အကုသိုလ်တွေကိလေသာတွေကိုယ့်ရဲ့စိတ်ထဲမှာအကြာကြီးမရှိအောင်ရှိတော့ရှိမှာပုထုဇဉ်သဘာဝရှိရင်လည်းအဲ့ဒါတွေကိုအကြာကြီးကိုယ့်စိတ်ထဲမှာမရှိနိုင်အောင်တတိလေးနဲ့ကြိုက်မြန်မြန်ထုတ်ပလိုက်လောဘကတော့ရှိတာပေါ့ပုထုဇဉ်ဒေါသကတော့ရှိတာပေါ့ပုထုဇဉ်ပဲမောဟမာနတွေကရှိတာပေါ့ပုထုဇဉ်တွေပဲလေပုထုဇဉ်ရဲ့အတိတ်ဘယ်ကပုထုကိလေသာဇနေတိတိပုထုဇဏော ကိလေသာတွေအများကြီးဖြစ်နေတတ်တဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်တာကိလေသာအများကြီးရှိနေတဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်တာနေတိုင်းနေတိုင်းကိလေသာတိုးနေအရိယာကြတော့အဲ့ဒါမဟုတ်တော့အရိယာကြတော့ကိလေသာကိုရှိ ਉ မရှိတော့တာဆိုတော့ပုထုဇဉ်နဲ့အရိယာကအဲ့ဒါကွာတာဖြစ်တဲ့ကြောင့်ပုထုဇဉ်နေဖြစ်နေတဲ့ဘုရင်တို့တတော်ကောင်းများဘုရင်တို့အပါဝင် အားလုံးဟာ စိတ်ညစ်တာတော့စိတ်မချမ်းသာတော့စိတ်အလိုမကျတာတော့ဖြစ်မှာပဲအဲ့ဒါတွေဖြစ်တာလည်းပဲသူများကြောင့်ဖြစ်တာမဟုတ်ဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်သူများယူမဲ့ဘွယ်ကိုယူမဲ့ဘွယ်ဟိုလူယူမဲ့ဘွယ်ဒီလူယူမဲ့ဘွယ်လုံမနေပါနဲ့အဲ့လိုဖြစ်ရင်ကိုယ့်အသာကိုပြတ်စင်ခြင်းစိတ်ကြက်ကြက်ညစ်လေလေကိုယ့်စိတ်ကိုပြန်မြင်အောင်ကြည့်နိုင်အောင် ကြိုးစားလေလေစိတ်မချမ်းမသာများများဖြစ်လေလေဟိုလူအပြစ်ပြောဒီလူပြောလုံမဲ့အစာကိုယ့်ဘသာကိုမြင်အောင်ကြည့် ဘုရင်တို့ကတော့စိတ်တားညစ်လာပြီစိတ်သိမချမ်းမသာဖြစ်လာပြီစိတ်တော့ကတွေဖြစ်လာပြီဆိုရင်ဖះရှိကိုရောက်အောင်သွားလိုက်တာဖះရှိကိုရောက်အောင်သွားတန်းတန်းသမားအကုန်လုံးတွေပွားတယ် meditation တရားလေးတွေအားထုတ်လိုက်တယ်အဲ့လိုတော့ကတွေများနေတဲ့အချိန်မှာလူတွေနဲ့သိမတွေ့ပြတော့မယ်ကိုယ့်ဘာသာအခန်းထဲမှာပဲတယောက်တည်းနေပြီးတော့ကိုယ့်စိတ်ကလေးကို ပြန်ပြီးတော့မြင်အောင်ကြည့်တတ်တဲ့အလေးချင်လေးလုပ်ပြီးအဲ့ဒါလေးလုပ်ပြီးလဲအခါကျတော့ तू ကလူတွေမှာက အပြင်အာယုန်တွေရဲ့ပတ်ဝန်းကျင်တွေရဲ့ကြောင့်ကိုယ်စိတ်မှာမောဟတွေဖြစ်နေတာကိုပါပြည့်တယ်ဆိုတော့မသိပေမဲ့တယောက်တည်းနေပြီးတော့အခန်းထဲမှာပက်လက်လေးလှမ်းပြီးတော့ကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာသိလာတယ်။ငါမှားလားမှန်လားငါဘာကြောင့်စိတ်ညစ်တာလဲဆိုတော့သိလာတယ်။ကိုယ်စိတ်ကြည့်တဲ့အကြောင်းတရားတွေကိုသိသိလာတဲ့အခါသိလာရင် तू ကစိတ်ညစ်တာရော့သွားတယ်။သိလာရင်စိတ်မချမ်းသာတာရော့သွားတယ်။သိလာရင်မကျေနပ်တာရော့သွားတယ်။အဲ့ဒါတွေကိုမသိလို့ဖြစ်တာ။မသိလို့ဖြစ်။ဒါကြောင့်မလို့မြတ်စွာဘုရားက အမိုက်ပြစ်တဲ့သူနဲ့အမိုက်ကောက်တဲ့သူ မိုက်ပြစ်တဲ့သူကပြစ်မှာပဲအမိုက်ပြစ်တဲ့သူမကြည့်ပါနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာပါပဲဆိုတော့ပြီးတဲ့ပတ်ဝန်းကျင်နဲ့နေတဲ့သူတွေမှာအမိုက်တွေလာပြစ်မှာပဲဟိုလူကလာပြောမယ်ဒီလူကလာပြောမယ်ဟိုလူကလာပြစ်မယ်ဒီလူကလာပြစ်မယ်အဲ့ဓာတွေကိုကလိုက်ပြီးတော့ခံယူပြီးကောက်နေရင်တော့လည်းပဲအကုသို့ဖြစ်တယ်အပြစ်တွေပဲဖြစ်နေမှာအပြစ်တွေပဲဖြစ်ပြီးတော့စိတ်မချမ်းမသာကြရလဲဖြစ်နေမှာပဲ ဆိုတော့အမိုက်ပြစ်တဲ့သူမကြည်ပဲနဲ့အမိုက်ကောက်တဲ့ကိုစိတ်ထားလေအပြင်အမိုက်တွေတွေ့ရင်ဘသူပြစ်တယ်ဆိုတာမကြည်ပဲနဲ့ကိုကောက်ပြီးတော့မိုက်ပုံးနဲ့ထဲကိုကုသိုလ်ရရဆိုတဲ့အတွေးလေးနဲ့ကိုကိုသူများကလည်းအပြစ်တွေလာပြီးတော့ဖြစ်မယ်ဖြစ်အောင် လုပ်နေတယ်ဆိုရင်လည်းပဲသူတို့ကိုအပြစ်မမြင်ပဲနဲ့သူတို့ကို လိုက်မကြည်ပဲနဲ့ကိုစိတ်လေးကိုမြင်အောင်ကြည့်ကိုစိတ်လေးကိုသိအောင်လုပ်ပြီးလို့ရှင်ပြစ်လာတဲ့အမိုက်တွေမကောင်းတဲ့ဟာတွေကိုလက်မခံနဲ့ပေါ်တဲ့အခါပေါ်တော့ပေါ်သွားအကြာကြီးမတွေ့နဲ့ ကြားမထားနဲ့ဆင်းရဲဆရာတွေကခေါင်းထဲမှာကြာကြာထားလေလေခေါင်းကိုပော့သွားစေမှာတော့မဟုတ်ဘူးအဲ့ဒီညစ်ဆရာတွေများများထားလေပို့ပြီးညစ်လေပြန်ပြောညစ်နေလို့ပြီးမဲ့ကိစ္စမဟုတ်ရင်ဖြတ်ချင်းထုတ်ပလိုက်ပေါ့တခါတခါကျမိမိပြောက်ပြောက်နေပလိုက်တာဒီဟာတွေခေါင်းထဲမှာမရှိတော့အာယုံတစ်ခုကဆွဲထားလို့ဒါလည်းအဆွဲအထားရင်အလွဲအမားတွေဖြစ်တတ်တယ်ဆွဲထားရင်လွဲတာပဲညော ဘလို့ပြောတယ်ဆိုတဲ့စကားတွေဘလို့ကြားတယ်ဆိုတဲ့အတန်တွေအဲ့ဒါတွေခေါင်းထဲမထည့်ပဲနဲ့ကိုယ်စိတ်ထဲမှာအဲ့ဒါမျိုးတွေရှိလာလို့ရှိရင်စိတ်ကလေးကိုမြင်အောင်ပြန်ကြည့်ပါတတိလေးနဲ့တယောက်တည်းနေနိုင်အောင်ကြိုးစားပြီးတော့တစိတ်ထဲထားနိုင်အောင်ကြိုးစားနိုင်လို့ရှိရင်အဲ့ဒီညစ်နေတဲ့စိတ်တွေကလည်းပဲပျောက်သွားမှာပါပဲလျှော့သွားမှာပါပဲနော်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်မိန့်တော်မူတဲ့အတိုင်ရေကြောင့်ရှင်ရှင်ဟာရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့ စိတ်ကြောက်ဖြစ်တဲ့အငြိကြီးဟာလည်းပဲစိတ်နဲ့ဆေးမှပြောင်းလာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တဏ္ဍာမှာစိတ်တွေညစ်လာပြီး ကိုယ်စိတ်ထဲမှာအငြိကြီးတွေရှိလာပြီးဆိုရင် ကိုယ်စိတ်လေးကိုကိုယ်ပြန်မြင်အောင်ကြည့်ပါစိတ်ကိုမြင်လို့ဆိုရင်တတိရှိမှစိတ်မြင်မှာပဲတတိမပိုင် စိတ်ကိုမမြင်နိုင်ပါဘူးစိတ်ရဲ့သဘောကလည်းပဲသူကဟိုတခါကဟိုစိတ်ဖြစ်လိုက်ဒီစိတ်ဖြစ်လိုက်လို့ဒီလိုထင်တာစိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်ဘူး စိတ်ကမျိုးမျိုးဖြစ်နေတာမို့စိတ်ကတစိတ်တည်းပဲဒါပေမဲ့အဲ့ဖြစ်တဲ့စိတ်ကြီးကမြန်လို့မြန်အောင်မသိနိုင်လို့ဟာဟိုကလည်းဖြစ်တယ်ဒါလည်းဖြစ်တယ်တခြင်းတန်လည်းနားထောင်တယ်တရားတန်လည်းနားထောင်တယ်အတွေ့အကြုံလည်းဝင်သေးတယ်အဲ့လိုမျိုးဟာငါစိတ်တွေဒီပိုင်းနဲ့အမျိုးမျိုးဖြစ်နေပါလားလို့ဒီလိုတွေးတာအမှန်ကတော့စိတ်ကအမျိုးမျိုးမဖြစ်ဘူးမြန်တာ သခင်ကိုသွားပြီးနားထောင်လိုက်တဲ့စိတ်ကလေးရဲ့တရားတော်ကိုကြားလိုက်တဲ့စိတ်ကလေးရဲ့အိုးတခြားအတွေ့တွေဝင်သွားတဲ့စိတ်ကလေးရဲ့စိတ်ကလက်ဖြစ်တက်တက်ထဲမှာ ਉਹ ပဲဂရေပေါင်းမြောင်များစွာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစိတ်ကိုကလည်းထိမ့်ချုပ်ထားလို့မရစိတ်ကိုတိတယ်ဆိုတာက ပြောင်းပြောင်းပြောင်းမှန်းသွားတဲ့စိတ်အစဉ်လေးကိုတိနေတာကိုစိတ်ကိုတိတယ်လို့ခေါ်တယ်စိတ်တ ानु ပဒနာမှာတော့ရှေ့စိတ်နဲ့နောက်စိတ်ဆက်ကုမကူကြားထဲမှာတတိမလို့ပဲတိနေတဲ့သဘော ဥမာအတွေးတွေဝင်နေအတွေးတွေဝင်တာကိုမသိတော့အတွေးတွေဆက်ဝင်နေတွေးနေတာကိုတိလိုက်ထားတဲ့ရှေ့ရအတွေးစိတ်ကမရှိတော့တိတဲ့စိတ်ကလေးကရောက်သွားအဲ့ဒီတိတဲ့စိတ်ကလေးကိုနောက်ကစိတ်ကထပ်တိရဆိုရှေ့ရစိတ်ကမရှိတော့နောက်စိတ်လေးကရောက်နောက်စိတ်ကိုလည်းနောက်နောက်စိတ်တွေထွက်ထွက်ပေါ်ပေါ်လာလို့ရှေ့စိတ်တွေပျောက်ပျောက်သွားအဲ့ဒီစက္ကုမတ်ကိုပျောက်ပျောက်သွားတဲ့ခြားကာလာလေးတွေကိုစိတ်က တိလေးကပ်ပြီးလိုက်ပြီးကြည်နေအဲ့စိတ်ဓာတ်ဥပဒနာပဲရမလို့စိတ်ကြောင့်အငြိအကျဖြစ်တဲ့အကုသို့ဖြစ်တဲ့အခါမှာ ကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်တတိလေးကတ်ပြီးတော့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့သဘောတရားတွေကိုမြင်အောင်တတိနဲ့ကတ်နိုင်လို့ရှိရင်ဖြစ်နေတဲ့သဘောတရားကြပါမသိလို့သူကဆက်ဖြစ်နေတယ်။လောဘဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်ဒေါဘရော့သွားမယ်။ဒေါသဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်ဒေါသရော့သွားမယ်။မောဟဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်မောဟရော့သွားမယ်။အော်သိတာကဟိုမသိတာလေးကိုအနိုင်ယူသွားတာပဲ။မသိတာကိုအနိုင်ယူသွားတာပဲ ဆွဲနေတာကို သိသွားရင်မဆွဲတော့ဘူးတဲ့လိုချင်တာတွေကိုသိသွားရင်မလိုချင်တော့ဘူးတဲ့ဟောမသိတာတွေကိုသိသွားရင်အတိရသွားတယ်ဟောတတိတရားအဲ့ဒါပဲအဲ့ဒါပညာနဲ့တတိပေါင်းဆက်ထားတဲ့သဘောပဲဆိုရမလို့ကိုယ်စိတ်ထဲမှာအငြိချေးတွေဖြစ်လို့ရှိရင်စိတ်ညစ်တဲ့အခါမှာဘုသူကြောင့်ဘဝကြောင့်ဆိုရင်သူများကိုအပြစ်တင်မမြင်မဲနဲ့ကိုယ်စိတ်အငြိချေးဟာ စိတ်ကြောင့်ဖြစ်တယ်ဆိုတာသိပြီးလို့ရှိရင်ကိုယ်စိတ်ကလေးကိုစိတ်ကြောင့်ဖြစ်တဲ့အငြိအကြီးကိုမြတ်စွာဘုရားကစိတ်နဲ့ဈေးမှပြောင်းမယ်လို့မိန့်တော်မူတဲ့အတိုင်းပဲစိတ်ကြောင့်စိတ်မှအငြိအကြီးတွေဖြစ်တဲ့အခါမှာကိုယ်စိတ်လေးကိုတတိလေးကပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အငြိအကြီးတွေကိုတခြားသူအကြောင်းမရှာဘဲနဲ့ကိုယ်အငြိအကြီးစိတ်ဓာတ်လေးတွေကိုလောဘစိတ်ဒေါသစိတ်မောဟစိတ်လေးကိုတတိလေးကပ်ပြီးတော့သိအောင်ကြိုးစားလိုက်ရင်တတိဟာစိတ်ကို တန့်ရှင်းအောင်လုပ်ပေးတာပါပဲစိတ်ညစ်တဲ့ဟာတတိမရှိလို့ညစ်တာဖြစ်တဲ့အတွက်တတိရှိရင်အဲ့ဒီစိတ်ညစ်တာလေးကြီးကအလိုလိုစိတ်ကြောပြီးသားဖြစ်တဲ့အတွက်ကြောင့်စိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးကိုတတိကိုလက်ကင်ထားပြီးစိတ်နဲ့စိတ်မှသာပြောင်းမှဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့တော်ကောင်းများလည်းပဲကိုယ်စိတ်မှာလောဘတွေဖြစ်လို့စိတ်ညစ်တဲ့အခါဒေါသတွေဖြစ်လို့စိတ်ညစ်တဲ့အခါမောဟမာနတွေဖြစ်လို့စိတ်ညစ်တဲ့အခါမှာဟိုလူယူမဲ့ဘွယ်ဒီလူယူမဲ့ဘွယ်လုံးမနေဘဲနဲ့ကိုယ်စိတ်လေးကိုကိုယ်ပြန်မြင်အောင်ကြည့်လောဘစိတ်ကိုမြင် ြင်အောင်ကြည့်ဒေါသစိတ်ကိုမြင်အောင်ကြည့်မောဟမာနစိတ်ကိုမြင်အောင်ကြည့်ပြီးတော့ကိုယ်စိတ်အငြိအကျေးကိုကိုယ့်ရဲ့တတိတရားနဲ့စိတ်ကလေးကိုထားတတ်အောင်ကြိုးစားပြီးတော့တန်ရှင်းအောင်လုပ်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေဂုံတော်တည်